အားလုံးပဲမင်လာဗျာကျွန်တော်မြန်မြန်လေးပဲကျွန်တော်ပြောပြပြီးတော့မှဖြစ်ပါတယ်ချိန်ကလည်းမဆိုးပါဘူးဒီချိန်တော့ဆိုတော့ကျွန်တော်တို့ဒါမြန်မာမြန်မာဆိုနှစ်နိုင်ခွဲလောက်ပဲရှိမှာပေါ့နော်ကျွန်တော်လည်းခီးသွားတယ်ဆိုတော့အဲဒီနေ့ကျွန်တော်တူ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 လေးတွေပဲကျွန်တော်ကြိုက်တဲ့ဟာလေးတွေပဲပြောပြတော့မှဖြစ်ပါတယ်ဗျာအစောပိုင်းပွဲစီမှာဆိုတော့ဒီနေ့ကျွန်တော်တနိုင်းစီပြောဗျာနောက်ကျသွားပြီဖြစ်တာတွေ့ရပါတယ်ကျွန်တော်နှစ်နှစ်12နိုင်15တွေဖြစ်သွားပြီအရင်တော့ဆိုကျွန်တော်17နိုင်15တွေကြီးပဲကန်တာဖြစ်တယ်17နိုင်15ဆိုနှစ်ပွဲကန်တယ်အခုဆိုရင်တော့ကျွန်တော်တို့ 12နာရီ15နှစ်ပွဲကန်သွားမှာဖြစ်တယ်။အဲ့ဒီနှစ်ပွဲကတော့ကျွန်တော်နာပိုလီနဲ့ကျွန်တော်ဖရန့်ဖတ်တို့ဖြစ်ပြီးတော့ဆလာဗီးယားနဲ့ကျွန်တော်အာဆင်နယ်တို့ဖြစ်တယ်။အဲ့ဒီနှစ်ပွဲကတော့အစောဆုံးနှစ်ပွဲပါတော့။အရင်တော့ဆိုရင်တော့ကျွန်တော်ဒါအစောပိုင်းနှစ်ပွဲဆိုရင်တပွဲလောက်ကတော့ကျွန်တော်ဂိုးပေါ်တာကျွန်တော်တွေ့ရတယ်။ဒီနှစ်မှာလည်းကျွန်တော်ချန်ပီယံလိပေါ်ဗျာတရားပွဲစဉ်၄ကြီးရတဲ့လောက်ကတော့ဟိုတော်တော်လေးတော့ဟိုချကြမဲ့အနေထားမှာတော့ရှိတယ်။အဆင်ပြေမယ်ဆိုရင်တော့ကျွန်တော်ဒါဂိုးပေါင်းအပေါ်လေးတော်တော်လေးတော့ကောင်းတယ်ပေါ့နော်။ဒါပေမဲ့အောင်နေအောင်မဲ့ပွဲတွေဆိုလည်း အောက်သွားမှာဖြစ်တယ်လို့ပဲကျွန်တော်ပြောပြရသည်ဗျာအဲကြောင့်ကျွန်တော်နာပိုလီနဲ့ front back ပွဲဒီပွဲစဉ်မှာဆိုတော့နာပိုလီကကျွန်တော်ဒါ120 3D ပါအခုလက်ရှိခြေတန်းရလာတာ130နိုင်ဆိုတော့ခြေလေးကတော့ဝမ်းကားမှုနိုင်ဝင်ရိုးတော့သွားနေပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်နာပိုလီအနေနဲ့ဒီနေ့မှာနိုင်ဂျေးပေါ့ဗျာနိုင်ဂျေးပေးမယ်ဆိုတော့ front back ကိုတော်တော်လေးတော့ကျွန်တော်အမြင်ပြောရရင်တော့ 1D လောက်ပေါ့ဗျာပေးတင်တယ်လို့ကျွန်တော်ယူဆတယ်နောက်ဒီပွဲစဉ်မှာဆိုတော့ကျွန်တော် front back wall ဒီဘွဲစီမှာကျွန်တော်ဂိုးရနိုင်တဲ့လက္ခဏာတွေအများကြီးရှိတယ်နောက်တစ်ချက်ကနှစ်သင်းလုံးကကျွန်တော်သုံးမှတ်စီပဲရရှိထားတဲ့အတွက်ကြောင့်နှစ်သင်းလုံးကရုံးကန်လာနိုင်မဲ့ဘွဲစင်လို့ပဲကျွန်တော်သုံးသက်ပါတယ်ဗျာဒါကြောင့်ကျွန်တော် front back body ကြိုက်တယ်ဂိုးပေါင်းဆိုရင်ကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဗျာဒီဘွဲစင်ကကျွန်တော်2-1လောက်လဲဖြစ်ကောင်းဖြစ်သွားနိုင်တယ်ကျွန်တော်ဒါတိတ်ပြီးတော့ပေါ့ဗျာဟိုရှုံးဖို့ပါပါလေးပဲကျွန်တော်ရှုံးပါပါဗျာအဲဒါကြောင့်ကျွန်တော် front back body ကြိုက်တယ် front back ကလည်းရုံးကန်လာမဲ့ဘွဲစင်တစ်ဘွဲပါ ဂိုးပေါင်းစည်းအရာတော့ကျွန်တော် 1D 3D ဆိုတာညာဂိုးပေါင်းပေါ်သွားနိုင်တယ်တကယ်လို့များနာပိုလီခြေကဒီထက်ပြုတ်ကျလာမယ်ဝမ်းကောင်းမှုနိုင်လောက်ဖြစ်သွားမယ်ဆိုရင်တော့ဂိုးပေါင်းစည်းလေးတော့အနည်းငယ်တော့3ထားပြီးတော့စော့စီခြင်းပါတယ်နာပိုလီအဲ့ခြေဆိုရင်ကျွန်တော်တို့မနိုင်တော့တဲ့ခြေနဲ့နဲ့မှာဗျာနောက်တစ်ဘက်ကကျွန်တော်စလာဗီးယားနဲ့အာအီအာအီကဒီဘက်ကမှာဆိုတော့နှလုံး80နိုင်ရတယ်အခုဆိုရင်နှလုံး9မိုးနိုင်ဝင်ရိုးတော့တက်သွားပြီဂိုးပေါင်းစည်းရတော့ကျွန်တော်3လုံး40အ3လုံး9မိုးနိုင်ဆိုတော့ ဒါအာရီတသင်းနဲ့ပဲတွန်းလာဖို့ရှိတယ်အာရီကအခုလက်ရှိ global language အဲ global ranking မှာလဲကျွန်တော်အဆင့်1ဆိုတော့အာရီပဲဒီပွဲစဉ်ဟာ A လေး A လို့လူပဲကျွန်တော်နိုင်သွားဖို့များတယ်လို့ပဲကျွန်တော်သုံးသပ်ပေးလိုက်တယ်ဒါကြောင့်ဒီပွဲစဉ်အာရီ2-0 2-0ပေါ့ဗျာနှစ်ဂိုးဂိုးမရှိတော့နဲ့နိုင်သွားဖို့များတယ်လို့ပဲကျွန်တော်သုံးသပ်တယ်တကယ်လို့များကျွန်တော် Slavia တကယ်တကယ်ဖွင့်ပြီးတော့တိုက်လာမယ်ဆိုရင်တော့အာရီကျွန်တော်ဂိုးပြတ်သွားနိုင်ပါတယ်ဂိုးပေါင်းစည်းအရာတော့ဒါတချမ်းဆောင်ပဲ တွင်းလာမဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ်ဒါဂိုးမောင်းစီရှောင်းရင်ရှောင်းလိုက်ပေါ့ဗျာဒါအာအီဘော်ဒီတစ်ချောင်းနဲ့ပဲရိုက်တဲ့နဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်ပါတယ်ဗျာအာရီဝဲပြင်းကျွန်တော်တို့ကဘိုင်ယန်နဲ့လည်းကန်ရပါဆိုတော့ပွဲချက်တွေလာတော့မှဖြစ်တယ်သူကကိုမတ်ဆိုတော့ဒီပွဲကနိုင်ရဲ့နိုင်ခဲ့မယ်ဆိုရင်၁၂မှတ်ရတာဖြစ်တယ်နောက်ချက်နီးပြအာဒီတာပေါ့ဗျာပွဲစဉ်နဲ့ပွဲစဉ်နဲ့ဒါလူစုံပဲကျွန်တော်တို့ထုတ်ပြီးတော့ချနေတယ်ဆိုတော့ဟိုနိုင်ပါပါကိုပြက်လောက်နိုင်သွားဖို့များပါတယ်ဗျာနောက်တစ်ခါကျွန်တော်80ကိုနဲ့ကျွန်တော်စိန့်ဂလော့စီပေါ့ဗျာဒီပွဲစဉ်မှာဆိုတော့ AD ကိုဟာနှလုံး80တန်းလောက်ပေးတယ်အခုလက်ရှိခြေတန်းရတယ်ဒီခြေတန်းလောက်ပဲပြီးနေတာတွေ့ရတယ်ကိုပေါင်းစီးရတယ်3လုံး30ရှုံးဆိုတော့ဟိုတောက်လျှောက်ပဲငြိမ်ငြိမ်တက်နေခြေတန်းတွေပါ Inter အသင်းအားဆိုရင်လည်းဒီ Saint Glossy ကိုကျွန်တော်တို့ဝေးကွင်းမှာပေးထားတဲ့ခြေတန်းပေါ့ဗျာဒါ1ကျွန်တော်မှတ်မိတလို့ဆိုတော့160အနိုင်ဝမ်းငါမှုနိုင်လောက်ပြီးသွားဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အိမ်ဝင်းမှာဆိုရင်တော့ပေးပေးလာမယ်ကြီးတယ်ပေါ့ဗျ။ဝမ်းငါမှုရှုံ ဝမ်းရှုံးဆိုရင်တော့တော်တော်လေးကိုပြင်းနေတဲ့ဂျီတန်ပါဒါအောင်မှ AD ကိုနေနဲ့ဒီထက်ပိုပြီးတော့ဖွင့်လာတဲ့ဂျီတန်ရဒီနေ့ AD ကိုအနံရရှိသွားအောင်မဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ် AD ကိုရဲ့ဂျီတန်တော်တော်လေးပြင်းရှာတယ်လို့ကျွန်တော်သုံးသပ်ပါတယ်ဗျာဒါဆိုကျွန်တော်ဒီနေ့မှာ AD ကို body တော်တော်လေးကောင်းတဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်ပြလိုက်ပါတယ်ဗျာနောက်တစ်ခါကျွန်တော်ဘိုရိုကလင်းနဲ့မိုနာကိုပွဲဒီပွဲကကျွန်တော် ranking ရကြည့်မယ်ဆိုဘိုရိုကလင်းကကျွန်တော်တို့အဆင့်80မိုနာကိုကကျွန်တော်42ဆိုတော့ ဒီပွဲစဉ်မှာမွန်နာကိုကျွန်တော်ဘော်ဒေါကလေးကနေလှန်ကြီးပေးလာတာတွေ့ရတယ်။စတတီဂျေ level 20ပေးလာရာကနေပြီးအခု level 50လောက်တက်လာတာတွေ့ရတယ်။ဂိုးပေါင်းစည်းလည်းဒီလိုပါပဲ။၃လုံး30ရှုံးရနေပြီး၃လုံးရှုံးထိတက်လာတယ်ဆိုတော့ဒီပွဲစဉ်ကကျွန်တော်ဘော်ဒေါကလေးရိုက်ကိုရိုက်ရမယ်ပွဲစဉ်လို့ကျွန်တော်ပြောပြရစီ။ဘာလို့ဆိုတော့လန်ကြီးလဲပေးလာတယ်အစင်တန်းကတော်လေးကွာတာတွေ့ရတယ်။ဂိုမျိုးကိုမြန်ကြီးအများတန်းကန်နေတဲ့ဘော်ဒေါကလင်းနေတယ်တော်လေးခြေသွမ်းပိုင်းကောင်းတာလည်းကျွန်တော်တွေ့ရတယ်။ပြီးခဲ့တဲ့ပွဲမှာဆိုလဲတော်လေးအဝေးကွင်းပေါ်က ဒီကလာတာဇွေးနဲ့ပွဲစဉ်မှာတော်တော်လေးကောင်းတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်တို့ဘောဒဂလင်ကျွန်တော်ကြိုက်တယ်ဂိုးပေါင်းဆိုလည်းဂိုးပေါင်းပေါ်သွားနိုင်တယ်ဒီကြောင်းနဲ့ဆော့ကျင်တယ်ဆိုတော့ဘောဒဂလင်ဘော်ဒီဒီကြောင်းနဲ့ဆော့အမယ်ပွဲစဉ်လိုပဲကျွန်တော်သုံးသပ်ပြီးလိုက်ပါတယ်ဗျာနောက်တော့ကျွန်တော်ဂျူပင်တက်တဲ့ Sporting Lisbon ဒီပွဲစဉ်မှာဆိုရင်ဂျူပင်တက်အသေးဆုံး3-80နာရီဒီပွဲစဉ်ကတောက်လျှောက်ပဲဒီခြေတန်းကလည်းပြေးနေတာတွေ့ရတယ် ဂျူပီတက်ကကျွန်တော်နှစ်မှတ်ပဲရရှိထားတွေ့ရတယ်ကျွန်တော်ကသုံးဘွဲကစားပေးသွားပြီနှစ်ဘွဲတည်းတဘွဲရှုံးထားတယ်ရာခို6ခုပေးခု9ခုဒါကတော့ကျွန်တော်နီးပြအခုဆိုရင်တော့ချိန်တောင်းတော့လှုပ်ထားတယ်ပြီးခဲ့တဲ့ဘွဲစဉ်တွေမှာဆိုလည်းဂျူပီတက်အခြေသွားတာဘိုင်းကအနည်းငယ်တော့တက်လာတာတွေ့ရတယ်တစ်ဖက်ကျွန်တော်တို့ Sporting Lisbon ကလည်းဒီနေ့မှာကျွန်တော်တို့ကသူကလည်း6မှတ်ရရှိထားတယ်ဆိုတော့သူကလည်းအရှုံးပေးဖို့လာလာတော့မရှိဘူးတော်တော်လေးတော့ဒီဘွဲစဉ်ကခက်ခဲကစားရမယ်ဘွဲစဉ်လို့ကျွန်တော်သုံးသပ်တယ် ranking ကကျွန်တော်ကြည့်မယ်ဆိုရင်ဒါ33နဲ့22ပါဒီ sporting lisbon တော်တော်လေးမြင့်တာတွေ့ရတယ်လှန်ကြီးပေးလာတာလည်းဖြစ်တဲ့အတွက်ကြောင့်ဒီဘက်တင် juve နဲ့ကောင်းတယ် napoli တော်မှတီရှုံးလို့ပဲပြီးသွားတဲ့ sporting lisbon ကို juve တက်နေတဲ့ဒီကြီးနဲ့ပဲပြန်ဖောက်လာတွေ့ရတယ် ၃လုံး၈ဆယ်နိုင်ဂိုးပေါင်းစီးရလဲကွက်တီပဲဒီရေတမ်းပဲဖောက်လာတွေ့ရတယ်။ Sporting Lisbon ကအဲ့ဒီဘက်မှာ Napoli နဲ့ဘက်မှာ2-1နဲ့ရှုံးနေသွားတဲ့ကြောင့် Juve နဲ့ကိုလည်းတကူရလာနိုင်တဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ်။ဒီပွဲစဉ်ကျွန်တော် Juve နဲ့2-1ကျွန်တော်မှန်းပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်ဒီပွဲပွဲစဉ်မှာဆို Juve နဲ့ကြိုက်တယ်။ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဗျာ။နောက်တစ်ခုကကျွန်တော်လီဗာပူးနဲ့ရီယယ်မက်ဒရစ်အာကျွန်တော်တို့ဒါလီဗာပူးနဲ့ရီယယ်မက်ဒရစ်အတော်လေးညီနေပွဲစဉ်တော့ပွဲကြီးပွဲကောင်းပါနှစ်ပွဲလောက်ပါတာတွေ့ရတယ် PSG နဲ့ Bayern ဒီပွဲစဉ်မှာဆိုတော့လေဗာပူးကဒဲဂျီကနေပြီးတော့ level 30လောက်ကျွန်တော်တက်လာတွေ့ရတယ်ဂိုးပေါင်းကြီး3လုံး65ကနေပြီးတော့အရှုံးကနေပြီးတော့3လုံး80ရှုံးလောက်ထိတက်လာတယ်ဆိုတော့ဒီပွဲစဉ်ကလည်းချချကြမဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ်ဟိုရန်ဘက်ကလည်းချောင်းမှတ်နဲ့ကိုးမှတ်ဆိုတော့ရီယယ်မက်ဒရီကိုးမှတ်ဆိုတော့ရီယယ်မက်ဒရီကတော့အေးဆေးပါပဲအဲဒါကြောင့်လေဗာပူးအနေနဲ့ဒီနေ့မှာကျွန်တော်အိမ်ခွေးမှာကျွန်တော်ပြီးခဲ့တဲ့ပွဲမှာလည်းကျွန်တော်ပြောခဲ့ပါတယ်လေဗာပူးအနေနဲ့ဟိုပြန်ပြီးတော့ရတန်ပြန်ကောင်းလာမယ်ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ် နောက်ဒီဘက်ကျမှာကျွန်တော်ရေကုန်ရေကန်းကန်ပြီးတော့နိုင်ဘွဲထပ်ပြီးတော့လေဘာဦးနေနဲ့အိမ်ခွေးမှာအင်ဖီမှာရအောင်မဲ့ပွဲစဉ်တစ်ပွဲလေးကိုကျွန်တော်သုံးသပ်တယ်လေဘာဦးဘော်ဒီပဲကျွန်တော်ကြိုက်တယ်ဗျာလေဘာဦးဘော်ဒီကြိုက်တယ်ကိုပေါင်းကတော့ဒီခြေတန်းရဆိုတော့ကိုပေါင်းအပေါ်ကိုရိုက်ရအောင်ရိုက်ကိုရိုက်ရမယ်ပွဲပွဲစဉ်မှာဒါပေမဲ့ကျွန်တော်တို့မထင်မှတ်ပဲနဲ့ဟိုကမောက်ကမဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ဒါကိုပေါင်းကြီးကတော့ရှောင်ခြင်းလဲရှောင်ပေါ့ဗျာလေဘာဦးဘော်ဒီတစ်ကြောင်းလေးပဲကြိုက်ပါတယ်ဗျာ ိုလံပီယာကော့စတက်ဘီယက်ဒီပွဲစဉ်ကတော့တိတ်ပြီးတော့ဟိုတိတ်မကြိုက်တဲ့ဒဲမှာလည်းပါတယ်ဒါအချင်းချင်းလေးပဲပြောပြသွားမယ်ဒဲကြီးပြလာတဲ့ဂိုးပေါင်းစီ၃လုံး၅မှုနဲ့၃လုံး၃၀ ठी တက်လာတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကလည်းဂိုးပေါ်လာနိုင်တဲ့လက္ခဏာအများကြီးရှိတယ်ဘာလို့ဆိုတော့အိုလံပီယာကော့စ်ကကျွန်တော်၃ပွဲကစားပြီးသွားပါပြီဂိုးပဲရထားတဲ့အိုလံပီယာကော့စ်ဖြစ်တာဖြစ်တယ်ပေးကို၈ဂိုးအထိခွင့်ပြုထားတဲ့အိုလံပီယာကော့စ်နေတဲ့ဒီနေ့ပါဒိုင်းနေနေနဲ့ဒါ PSV ကလည်းကြီးမပေးရဲဘူးဗျာဒါကြောင့် ကျွန်တော် Olympia Cost ပဲကျွန်တော်ကြိတ်ပါတယ်။ဂိုးဘောင်းလည်းပေါ်သွားနိုင်တယ်လို့ကျွန်တော်ယူဆပါတယ်ဗျာ။နောက်ထပ်ကဒါအသင်းကြီးအသင်းဖြစ်တဲ့ဒါ PSG နဲ့ Bayern Munich ပွဲဒီပွဲစဉ်ကလည်းဒဲဂျီ၃လုံး၈၀ရှုံး၃လုံးရှုံးဆိုတော့ဒါဂိုးဘောင်းအပေါ်ပဲရိုက်တဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်တယ်။ဒီပွဲစဉ်ကနှစ်သင်းလုံးကကျွန်တော်ကိုးမတ်စီရရှိထားတဲ့အကြောင်း ECC ကံမလားဒါမှမဟုတ်နှစ်သင်းချကြမလားအဲ့ဒီချက်တော့ကျွန်တော်တကယ်ရင်ဒါ ိုကြိုက်တဲ့အသင်းကိုထိုးချဖို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ဗျာကျွန်တော်ကတော့ဒီပွဲစဉ်ကိုကျွန်တော်ကိုးပေါင်းအပေါ်အကြောင်းနဲ့ပဲရွေးပေးရွေးပေးလိုက်ပါတယ်ဗျာနောက်တစ်ခါကျွန်တော်စပါနဲ့ကိုပင်ဟေဂင်ဒီပွဲစဉ်မှာစပါကကျွန်တော်အဆင့်16နဲ့ရှိတယ်ကိုပင်ဟေဂင်က ranking က63တော်တော်လေးကွာတာဖြစ်လေစာကြည့်ရေး1ရှုံးကနေပြီးအခုချိန်မှာ130ရှုံးဆိုတော့ဒါလုံးဝမဖြစ်သင့်တော့တဲ့ဂျီတန်ကကိုပေါင်းစီလက်ထူပဲ3လုံး30နိုင်နဲ့3လုံး9မှု9ဆိုတော့ဒီပွဲစဉ်စပါ တော်တော်လေးကန်လာရအောင်ပဲပွဲစဉ်လို့ကျွန်တော်သုံးသက်တယ်။ကိုဘင်ဟင်ငယ်ဘော်ဒီကြိုက်ပါတယ်ဗျာ။ဂိုးပေါင်းဆိုလည်းဒီလိုပါပဲဂိုးပေါင်းအောက်သွားနိုင်တယ်လို့ကျွန်တော်ယူဆတဲ့ကြောင့်ဂိုးပေါင်းအောက်ကိုလည်းကြိုက်ပါတယ်ဗျာ။ကဲဒီနေ့မှလည်းကျွန်တော်ဒီနေ့ဒါကျွန်တော်သုံးသက်သွားတာအကုန်လုံးသုံးသက်သွားဖြစ်ပါတယ်။ကျွန်တော်ခီးသွားနေတဲ့ကြောင့်ဒါလောက်ပဲကျွန်တော်အချင်းချင်းလေးပဲပြပြသွားဖြစ်ပါတယ်။ဒီနေ့မှကျွန်တော် The Two ကနေပြီးရောင်းပွဲထွက်ရှိအောင်မှဖြစ်တဲ့ကြောင့် The Two ကိုကျွန်တော်ဝယ်ကျင်နေချကျင်ပြုကျင်နေဆိုရင်တော့ကျွန်တော်အောက်က comment မှာ The Two ရဲ့ ဘာညာတရကားတွေကျွန်တော်ချပေးတာဖြစ်ပါတယ်။တွားရောက်စုံစမ်းဝယ်ယူအားပေးနိုင်ပါဗျာ။ The two ကဒီနေ့မှခုနှစ်မြောက်ဇက်တိုက်ပေါ့ဗျာ။လမ်းမယ်လို့ပဲကျွန်တော်တို့ The two ကဆုံးဖြတ်ထားပါတယ်ဗျာ။ကဲကျွန်တော်ငယ်ချင်းတွေအားလုံးပဲအပေါင်းပြကြပါစီဗျာ။